ီလိုမျိုးရိုက်တာတော့မှပဲဘာဖြစ်လို့ငိမ့်ခံနေတာလဲသေးသေးလေးကစပြီးတော့မှကိုထီးပုတ်ကနဲ့ဆိုပြန်လောက်တတ်တဲ့အွယ်လေးလူများနေလို့ကြောက်လို့လားမျက်နှာသူမိန်းကလေးဖက်ကမလို့ထွက်လာမလဲပေါ့နော်ထွက်လာတဲ့အချိန်မှာကျမတို့ကတော့တတ်နိုင်တလားကူညီပေးဖို့ပေါ့နိနာတဲ့မိန်းကလေးရဲ့ဖက်ကထွက်မလာတယ်လို့ပြုတ်လို့တဲ့မိန်းကလေးတွေရဲ့မိဖတွေဖက်ကလည်းထွက်မလာခဲ့ဘူးခုချိန်ထိ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ online ပေါ်မှာဟော့နေတဲ့မြောင်းများမျိုးကကျောင်းသူများရဲ့အုပ်စုဖွဲ့ပါရိုက်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးနစ်နာသူနဲ့ကျူးလွန်သူနှစ်ဖက်စလုံးကထွက်မလာသည့်အပေါ်အထူးသုံးသက်ချက်ကိုတင်ဆက်ပေးလိုက်ပြီးမူအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာပွဲဒီပွဲနော်ဒီပွဲမှာကျမတို့တယောက်တည်းဖြစ်နေတဲ့ရိုက်ခံရတဲ့ကောင်မလေးဘက်ကနေတစ်ချက်ကြည့်ကြည့်အောင်သူဘာဖြစ်လို့အများကြီးရဲ့ဝိုင်းအနိုင်ကျင့်တာကိုခံရတာလဲကြောက်လို့လားသူကြောက်လို့လားဒါမှမဟုတ် သူ့မိဘတွေကပြောထားလို့လားเจ้ามายําผิดกาอูสาโจ้ซาแม่ยําผิดจောက်ทุกข์ค้านแม่นี่บลูบลูเนี่ยบลูบลูเนี่ยดีโลบลูเนี่ยเจนเนี่ยบลา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 ดาริပြောထားလို့သူခံနေတာလားကို့ဒီလိုမျိုးကြီးရိုက်တာတော့မှပဲဘာဖြစ်လို့ငိမ့်ခံနေတာလဲเนาะခလေးတေးသေးလေးကစပြီးတော့နှစ်နှစ်သုံးနှစ်ခလေးလေးတော့မှကို့ထီပုတ်ကနဲ့ဆိုပြန်လောက်တတ်တဲ့အရွယ်လေးလူများနေလို့ကြောက်လို့လားများနေလို့ကြောက်လို့လား ်ခလေးမလေးမျက်နှာမှာလဲသူတို့ကြောက်တဲ့အရေးအယောင်တော့ကျမမတွေ့ဘူးသူ့အိမ်ကိုကြောက်လို့သူ့အိမ်နဲ့မရှင်းရဲ့လို့ဖြစ်နေတဲ့အဖြစ်မျိုးကျမတွေ့ရတယ်ဒါကျမတယောက်တည်းသဘောထားကွဲလွဲခွင့်ရှိတယ်ပေါ့နော်ကျမပြောချင်တာသားသမီးတွေကိုတအားမချုပ်ချင်နဲ့အခုဖြစ်လာတဲ့ပြဿနာမှာအရန်ခလေးမလေးကဒါသူ့တစ်သက်လုံးမှာတိမ်ငယ်စိတ်တွေနဲ့နေသွားရတော့မယ်သူတို့မျက်နှာကိုကြည်တိုင်းမှာတွေ့တိုင်းမှာအရန်စိတ်မကောင်းဖြစ်ဖို့ကောင်းတယ်ဒါကြောင့်မို့လို့တွေ့တဲ့ ဖြစ်လာတဲ့ပြဿနာကိုမှန်မှန်ကန်ကန်နဲ့ဖြေရှင်းနိုင်ဖို့မိဘတွေဘက်ကလည်းပံ့ပိုးပေးတဲ့ခလေးကိုချုပ်နှောင်ပွဲမထားဘဲနဲ့ပြဿနာမျိုးကောင်တော့ရမြေကောင်တော့ရမြေဘာဖြစ်လို့လဲမဆမ်းကြလားဘာဖြစ်လဲဒီလိုမျိုးဒီလိုမျိုးတွေပြောနေမဲ့မိဘတွေဆိုတာကိုကိုတိုင်းမဖြစ်စေနဲ့ပြီးတော့သားသမီးကိုချုပ်ချယ်တဲ့မိဘတွေမဖြစ်စေနဲ့သူ့အရွယ်နဲ့သူ့သူ့လွတ်လပ်ခွင့်နဲ့သူ့လုံနိုင်ကန်တိုင်းသွားနိုင်လာနိုင်ဆုံးဖြတ်ချက်အမှန်ကန်ရမယ် ကျမတို့ဆိုငငယ်တုန်းကလည်းအဲ့လိုပဲအုပ်စုဖွဲ့အနိုင်ကျင်တာကျမတို့ကြုံဘူးတယ်ကျမကြုံဘူးတယ်ကျမပြဿနာကိုကျမတယောက်တည်းကျမဖြေရှင်းခဲ့တယ်အပြဿနာလူကြီးတွေပါနောက်ပိုင်းဆုံးပါလာကြတယ်ဘလို့ရှင်းနိုင်ဘလို့ရှင်းနိုင်ဆိုကိုလည်းပြောပြရည်တယ်လေဒီလိုဒီလိုရှိတယ်ကိုပြဿနာဒီလိုကိုအမှန်ပြောပြရည်သူတို့လည်းပြန်ပြောတယ်ပြောလို့ကိုကရိုက်တာဒီလိုမျိုးအတို့ပြောရကကိုထပိစနေတာလာပြီးတော့ထပိစနေမှာမဟုတ်လဲသူကချိစနေတာဆိုတော့ဟဲ့ဆိုကောင်းမဆိုဖြက်ရိုက်ထိုက်တာအဲ့ဒါအေးသွားเนาะအဲ့ဒါငဲငယ်လေး6တန်းလာမသိဘူးအဲ့ဒါရုံငန်းတွေရောက် ចောင်းနေရဟိုဘက်ကပတ်ဆက်ရှိတော့တိတယ်မလားပြူ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 းနေနဲ့အဲအမေကလည်းအဲဘာဖြစ်တာလဲငါသမီးကဒီလိုမျိုးသူမကတခါမှဒီလိုမလုပ်ဘူးဘာဖြစ်တာလဲဆိုတော့အမေနဲ့တွေ့လဲတွေ့ရောအမေကဘာပြောလဲသမီးထမင်းစားနေတာတော့ထမင်းမစားထမင်းစားနေမဟုတ်ချီစားနေတော့ပြောလို့သမီးရိုက်ထိုက်တာဆိုတော့အေးဟုတ်တယ်ဆိုပြီးအမရှင်းကြတယ်မအီးတို့လုံးနဲ့ဘာဖြစ်တယ်ညာတို့လူကြီးတဲ့ကိစ္စကို အခုဒီကိုမသိငယ်ဟာဟုတ်ကွယ်သူတို့တွေ့တဲ့အချိန်မှာလဲကိုမသိငယ်ဟာဟုတ်ရိုက်ခိုင်းရတဲ့ကောင်မလေးကလည်းသူပြောလို့သူရိုက်ခိုင်းရတာဆိုတော့သူ့မှာသိငယ်စိတ်တော့မရှိဘူးအဲဒါဘာပဲဖြစ်ဖြစ်သားသမီးတွေကိုမွေးတဲ့အခါမှာဖြစ်ဖြစ်လွတ်လွတ်လပ်လပ်ကလေးတော့မွေးတာပေါ့နော်အတားကြီးလွတ်လပ်တာတို့ဒီလိုမိဘနဲ့သားသမီးနားလည်အောင်ဖွင့်လင်းအောင်ပြောတတ်အောင်ပြောတာဒီကလေးမလေးကမျက်နှာကြည့်ရတာတကယ်ဘာလို့လုံးငိန်ခံနေတဲ့ပုံစံပေါက်နေတဲ့အတွက်ဘာကိုသူကြောက်တာလဲသူ့မိဘကို ကြောက်တာလားဆရာတွေကိုကြောက်တာလားပြဿနာမဖြစ်ချင်တာလားတငယ်ချင်းပေါင်းသင်းတွေကို ြောက်တဲ့သူ့ကိုလုံနေတဲ့လူကိုကြောက်တဲ့မျက်နာတော့သူ့မှာကျမမတွေ့ရဘူး။ငါကျမတယောက်တည်းအမြင်ပေါ့နော်။ကျမဒါလေးပြော့ပြပေးတာ။သားသမီးတွေကလည်းဆုံးဖြတ်ချက်မှန်တဲ့သားသမီးတွေဖြစ်ကြပါစေမိဘတွေကလည်းသားကောင်းသမီးကောင်းတွေရကြပါ။ညောင်မရအကြောင်းသူလေးတွေအနိုင်ကျင့်တဲ့ပွဲကိုတင်လိုက်တာ post အောက်မှာမန့်ကြတယ်နော်မိဘတွေကကိုသားသမီးကိုချစ်တဲ့စိတ်နဲ့ပေါ့ကျွန်တော်သားသမီးကိုထိကြည့်ပါလားကျမသားသမီးကိုထိကြည့်ပါလားဒီလိုမျိုးမန့်ကြတယ်ထိတော့ထိလိုက်ပြီဟိုက ထိလိုက်ပြီးကလေးတွေလည်းအိမ်ပြန်ရောက်လာပြီ။သုံးလေးကားရဲ့မှာတိမယ်။ပွားပြန်ချလို့အဆင်ပြေမလား။ရဲတွေလူကြီးတွေပါလာမယ်။ကျွန်မပြောချင်တဲ့သဘောကကိုမပါဘဲနဲ့သားသမီးကိုသူ့အရွယ်လေးနဲ့သူ2နှစ်3နှစ်5နှစ်10နှစ်15နှစ်အနှစ်20အနှစ်340ရက်တည်နိုင်အောင်မိဘတိုင်းလှုပ်ပေးတင်တယ်။နော်အခုဒီကောင်မလေးအရွယ်က73လေးနှစ်အရွယ်ရံဖြစ်ပြီးကိုကိုထိလက်ရောက်လှုပ်လာပြီးကိုပြန်လှုပ်နိုင်ရမယ်။ဒီလိုမျိုးကိုသားသမီးကိုကိုမဆိတ်ပေးထားနိုင်ရမယ်။ လူများတယ်သူတို့လူများတယ်ကိုသားသမီးကြောက်မတ်တဲ့ခင်နဲ့က ကျမတို့ကကိုသားသမီးကိုရံဖြစ်ဖို့တော့တခါမှမပြောဘူးဒါမဲ့ဒီမှာကျန်ဟိုဟာ Facebook တွေမှာရှိတယ်အများနဲ့တရားဝိုင်းချနေကြသူ့ကိုတော့ပြောတာမဟုတ်ဘူးဒါမဲ့အများနဲ့တရားဝိုင်းချနေကြကိုဆိုရင်တော့တယောက်ကိုမိမိရတော့လုတ်ပြမှာပဲတီကောင်နောက်မှပဲတွန့်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 ဆိုရင်လူတွေကြောက်သေးတာပဲငြိမ်းပြီးခန်းနေတာအုပ်စုဖွဲ့အနိုင်ကျင့်တဲ့လူတွေကတတ်တည်ရှိလို့မဟုတ်ဘူးတယောက်ထဲကတတ်တည်ရှိလို့တယောက်ထဲကိုပြန်လုတ်ကြည့်လိုက်တယောက်ထဲကလည်းအဲ့အုပ်စုကိုတယောက်ကိုပြန်လုတ်ကြည့်လိုက်အကုန် share ပါမှာဒီလိုမျိုးပေါ့နော်သားသမီးကို ပြောတာတော့မဟုတ်ဘူးပုံပုံပြင်လိုလိုဖုန်းလဲလိုလိုဗီဒီယိုလိုလိုနဲ့ကိုကသားသမီးနဲ့ဆွေးနေကြတာဒီတော့သားသမီးတွေကသူတို့ဆုံးဖြတ်ချက်နဲ့သူတို့အမှန်တွေကိုတော်တော်များများမှန်တယ်ပေါ့ကွယ်အဲ့လိုမျိုးရှောက်တဲ့အခါမှာကိုလည်းအဆင်ပြေသားသမီးလည်းအဆင်ပြေတယ်ကိုပြဒနာကိုရှင်းကြောင်းပြဒနာအိမ်သေးမလားနဲ့သူများကိုပေါ်မဆာနဲ့သူများကိုသူများလုံရင်တော့ခံမလာစေနဲ့နော်ကိုပြဒနာကိုရှင်းဒီကောင်မလေးကဒီလူအများကြီးကိုတယောက်သေးကို အထက်က6မြောင်းမြဖြစ်စဉ်မှာယခင်နှစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးကျူးလွန်ခဲ့သည့်ចောင်းသူနှစ်ဦးနှင့်ဗီဒီယိုရိုက်ကူးပေးသူចောင်းသားအားမိဘများထံအံ့နံထားကာဆိုရှယ်မီဒီယာပေါ်တွင် ပြန့်နှံ့ခဲ့မှုအားဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့နှင့်စစ်ဆေးနေအထက်က6မြောင်းမြဖြစ်စဉ်ဟာအရင်နှစ်ကဖြစ်ပွားခဲ့တာဖြစ်ပြီးကျူးလွန်ခဲ့တဲ့ចောင်းသူနှစ်ဦးနှင့်ဗီဒီယိုရိုက်ကူးပေးသူចောင်းသားတဦးကိုမိဘတွေထံအရင်နှစ်ကတည်းကအံ့နံထားကာဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့ခဲ့တဲ့ဖြစ်စဉ်ကိုဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့နှင့်စစ်ဆေးနေကြောင်း ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ Okay ဒီလောက်ကိုရီရောအကုန်လုံးပေါ့မြန်မာတနိုင်ငံလုံးရင်းမနာဘူးအခုရင်းနာနေရတယ်အကုန်လုံးတနိုင်ငံလုံးသူ့မိဘတွေဆိုရင်ပိုဆိုးမှာပေါ့နော်အကုန်လုံးရင်းနေနာနေကြကျမဆိုနှလုံးရောဂါရှိတဲ့တော့ကျမပြီးအောင်တော့မကြည့်ကျမပြီးအောင်တော့မကြည့်စိတ်ထဲတွေမှာအဲ့လိုမကောင်းဖြစ်နေလို့တော်တော်မကောင်းဖြစ်နေလို့ပြီးအောင်တော့ကျမမကြည့် ။အားကြောင့်မို့လို့မိဘတွေကလည်းသသမီတွေကိုအခုမိန်းကလေးဆိုရင်အခုခေတ်ကြီးမှာသမီးစားကိစ္စသူတို့ဓာတ်ရိုက်ဘာမပြောနဲ့။အဖုန်းထဲမှာ ဘယ်ကောင်မလေးကတော်တော်အနေစားမတက်ဘူးပဲရီးစားနဲ့သားချင်းတွေတာဟိုတယ်သွားတယ်တက်ခိုကန်းသွားတယ်ဒါလောက်เสียမဟုတ်ဘူးမိန်းကလေးကမိန်းကလေးဟိုဟာထားမယ်အဲဒါသူ့ကိုပြောတာတော့မဟုတ်ဘူးတစ်ဖက်လက်နဲ့ဆုံးမတာသူနားတဲ့ရောက်တယ်အဲပြီးတော့ဟိုယောက်ျားလေးဆဲခံနေတဲ့မိန်းကလေးတွေကိုတွေ့နေအိုးဟဲယောက်ျားလေးကဆဲခံလိုက်ဒီလိုဆဲခံလို့ဒီလိုယောက်ျားလေးကဆဲတာဒါဆဲခံရမလို့သူ့တော့ပြောတာမဟုတ်ဘူးဒါမဲ့သူ့ခေါင်းထဲမှာရှိသွားတယ်ယောက်ျားလေးလည်းဒီလိုပဲအဲအစေးမှုတွေဘာတွေပေါ့နော်အမျိုးစုံပေါ့ယောက်ျားလေးနဲ့ပတ်သက်တဲ့ဟာတွေအမျိုးစုံပေါ့ဒီဟာ လေးမှလည်းသူတို့ဓာတ်ရိုက်ဆုံးမခြင်းမဟုတ်ဘဲနဲ့သွယ်ဝှိုက်ပြီးနားထဲဝင်အောင်လှုပ်လို့ရတယ်ပေါ့အခုဒီမြောင်မြကောင်မလေးခံစားရတဲ့ကိစ္စတွေကလည်းဒါမိဘနဲ့သားသမီးပြုံးဝင်လင်းလင်းပြောထားမယ်ဆိုရင်အကုန်အစင်ပြေတယ်လို့ကျမမြင်တယ်ပေါ့နော်ကျမတို့ကတော့ဒီရဲ့ညနာသူမိန်းကလေးဖက်ကဘလို့ထွက်လာမလဲပေါ့နော်ထွက်လာတဲ့အချိန်မှာကျမတို့ကတော့တတ်နိုင်တယ်လောက်ကူညီပေးဖို့ပေါ့လေကျမတို့ကတော့ စောင့်စားနေရတဲ့အချိန်ကိုဒါပေမဲ့နင်းလာတဲ့မိန်းကလေးရဲ့ဖက်ကထွက်မလာသလိုပြုတ်လောက်တဲ့မိန်းကလေးတွေရဲ့မိဖတွေဖက်ကလည်းထွက်မလာခဲ့ဘူးခုချိန်ထိလေနောက်ပြီးတော့လေကျမစိတ်အထင်ကဟို တာဝန်ရှိရဲ့လူကြီးတွေရပဲညတို့ဘယ်သူမှရှေ့မထွက်နဲ့ရှေ့ထွက်ခဲ့လို့ရှိရင်ဟိုဘလို့ဒီကြီးယူမဲအားဒီများပြောထားလဲပေါ့လေကျမဟိုကျမစဉ်းစားမိတာလေးပေါ့ ောက်ပြီးတော့တစ်ချက်ကလည်းကျွန်မသိချင်ရတဲ့လောက်ကတော့ဟိုကလေးမလေးရဲ့အမေနဲ့ဖေနဲ့ကကွဲနေတာဆိုပြီးကျွန်မသိချင်ရတာပေါ့နော်ကလေးမလေးကလေးရဲ့မိဖတွေကလည်းနည်းနည်း AC ဘီ AC ပုံရတယ်ကျွန်မပြီးကျွန်မလေးလာမိတဲ့လောက်ပေါ့နော်သူ့ကိုလည်းချစ်လိုက်တာမှတုံနေရပဲတဲ့အဲ့တော့နောက်ထပ်ချက်ကကလေးမလေးဖက်ကမားတဲ့အမားကြီးထဲမှာ ဖေနဲ့တာသမီးကိုပေးစားတဲ့အမားမျိုးတော့အဲ့လိုမားတာမျိုးမဟုတ်ဘူးเนาะနောက်ပြီးတော့ကလေးမလေးကအဲ့လောက်ထိလဲမရိုင်းဘူးရှင်အဲ့လောက်ထိမိဖနဲ့တာသမီးကိုပေးစားနိုင်တဲ့အစင်ရိုင်းနေဆိုရင်အဲ့လိုအများနဲ့တယောက်ထဲမှာအဲ့လောက်ထိဆိုရင် तू ပြန်လုပ်ပြီးမှာ तू ပြန်လုပ်မှာ ထိတက်နေမှာတော့ပေါ့နော်ကျမတို့ဒီခံမှန်းပြီးတလောက်ကတော့ကျမစိတ်အထင်ငါလည်းအဲ့လောက်ထိရိုင်းမယ်လို့မထင်ဘူးနော်ဒါမှလည်းရိုင်းဖြစ်ချင်လည်းဖြစ်သွားနိုင်တယ်ကျမစိတ်အထင်ကတကယ်လို့နောက်ပြီးလို့ရှိရင်တောင်းဝန်ယူစိတ်တောင်းဝန်ခံစိတ်ရှိရဲ့အတွက်သူကျမပေါ့နော်သုံးကြိမ်သုံးခါကျမနားထောင်ရတယ်တစ်ခါနားထောင်လိုက်ခလီမလေးကိုရိုက်တဲ့ဟာကြည့်လိုက်ပြန်ထက်ပြီးတော့ပြန်နားလိုက်အဲ့လိုမျိုးဘလုံးမမခံစားနိုင်ဘူးဟို မှဒီနားလေးရတယောက်ကိုပြန်ပြောခိုင်းရတယ်ခဏတော့တေးသေးချာချာနားထောင်ပေးပါဆိုပြီးကျမအပြီးထိခုချိန်ကြီးပြီးပြီးဆုံးဆုံးကျမမကြည့်ရသေးဘူးကျမဒါမှန်းတာပြောရင်ချမ်းသာပါသိလားလူကောင်မလေးကိုဘက်ဒီဘက်လှည့်နေတဲ့ပုံစံလေးပေါ့အဲ့ဒါလေးကိုရင်ထဲမှာရည်တွမနာဖြစ်တယ်အဲ့လိုဆိုတော့ ောင်မလေးအဲ့လောက်ထိရိုက်နေတဲ့အထက်မှာမပါဘူး။နှုတ်ဦးနဲ့ပဲထွက်မလာပုံကြာရင်တောင်ဝန်ရှိရဲ့လူကြီးတွေကခဏညီတို့အပြင်မထွက်နဲ့ဒီလုံးဝ social ပေါ်မတက်နဲ့လို့ပြောထားသလားပေါ့နော်။အဲဟိုဒါပေမဲ့ကိုတနေ့ကကျမ live ပေါ်မှာတက်ပြီးပြောတဲ့အချိန်ထိအဲ့နင့်နာတဲ့အဲဟိုပြုတ်လုတဲ့ကောင်မလေးရဲ့တချို့ကကျမရဲ့မန်အောင်ကနေအကန်စရားတွေနဲ့ဝင်မှန်တော့အဲ့တော့တစ်ချက်ကအဲ့ပြုတ်လုတဲ့ကလေးမလေးကိုပဲတစ်ဖက်ဆောင်းနေပြောတာမဟုတ်ဘူး။ မိဘထိမ့်သိမ်းဒါနည်းနည်းလက်မခံတဲ့အမျိုးအစားထဲမှာပါတယ်ပေါ့နော်ကျမတို့အခုချိန်ကြီးနင်းလာတဲ့မိဘလက်ချိန်ထွက်လာမလဲဆိုတော့အချိန်ကြီးကတော့ကျမတို့စောင့်စားနေလို့ပေါ့လေ